မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်ဓညဝတီရေတန်းနှင့်ရဲတပ်ရင်32အနီးမိုးနှင့်အတူတိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိုးတီးထန်စွာရွာသွန်းနေတော့လေရခိုင်ပြည်ကြောက်ဖြူမြို့နယ်အခြေစားအရေးပါဆုံးစစ်ကောင်စီ၏စစ်စခန်းနှစ်ခုအနီးတွင်အာရကတပ်တော် AA နှင့်စစ်ကောင်စီတပ်တို့၏နှစ်ဖက်တိုက်ပွဲများမှာလည်းအရှိန်အဟုန်ပြင်းထန်နေကြောင်းသတင်းရရှိပါတယ်။ လက်ရှိကြောက်ဖြူအမှတ်32ရဲတပ်ရင်းဝင်းကျင်အနီးနဲ့ထညာဝတီရဲတပ်ဌာနချုပ်အနီးတို့တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေပြီးရဲတပ်ရင်းအနီး၌ဖြစ်ပွားနေသည့်တိုက်ပွဲမှာနောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲမျိုးဖြစ်နေသည်ဟုကြောက်ဖြူဒေသခံစီရီတရင်ရင်းမြတ်ချက်ဦးကတရင်ဌာနကိုပြောပါရယ်မိုးရွာနေတာ3ရက်လောက်ရှိနေပြီရီရီတောင်ပြည့်နေပြီဒါပေမဲ့တိုက်ပွဲကအချိန်ကလျှော့မသွားဘူးရဲတပ်ရင်းကိုစစ်ကောင်စီကဘလို့မှအကြမခံနိုင်လို့အပြင်းထန်ခုခံနေတာလို့ထင်နေတယ် နောက်ထပ်ဒညဝရီရည်တဲ့အနီကမလာကျွန်းနဲ့တစ်ပုတ်တောင်မှလည်းတိုက်ပွဲတွေဖြစ်နေတယ်ဟုပြောပါရယ်။အမှတ်32တိုက်ခိုက်ရေးရက်တဲ့ရင်တိကြောက်ဖြူမျိုးမှာအနောက်တောင်ဘက်6မိုင်ခန့်အကွာကြောက်ဖြူမျိုးပေါ်ကိုစိုးမိုးထားသည်ဒူရန်တောင်ပေါ်တွင်တည်ရှိပြီးစစ်ကောင်စီအတွက်မဟာဗျူဟာအရာအလွန်အရေးပါသောစခန်းကြီးတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။ဒီရဲတဲ့ရင်ကရဲလို့နာမည်ခံထားတာအကုံစစ်သားတွေပါ။အခုနောက်တန်းကလွတ်လိုက်တဲ့စစ်ကူစစ်ကြောင်းနဲ့အရင်ထွက်တိုက်နေတဲ့အကောင်တွေစုပေါင်းပြီး အေအေကိုခုခံတိုက်ခိုက်နေတာဟုပြောပါရယ်အမှတ်32ရဲတရင်သည်စစ်ကောင်စီ၏ကြောက်ဖြူမျိုးနောက်ဆုံးခံစစ်ရဲတရင် ဖြစ်သည်ဖြင့်စစ်ကောင်စီဘက်ကအထင်အားတော်လဲအသေးတန်ခုခံကာကွယ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ULA AA နဲ့နှီးဆက်သူအမျိုးသားတအုပ်ကလည်းသတင်းဌာနကိုပြောပါရယ်ဒီရဲတရင်ကကြောက်ဖြူမျိုးရဲ့ခံစစ်တပွဲဖြစ်နေတယ်။ရဲတရင်32တာကြာသွားရင် ခမရ943နဲ့လူအင်အားမရှိဘူးပြီးတော့အခုအင်အားဖြည့်ထားတဲ့ခမရ942နဲ့လေးစိတ်ကလည်းကြောက်ဖြူကိုအလောက်လုံးချုံမှုမပေးနိုင်ဘူးအန်တိုက်ပွဲမှာတော့ဒီအခိုင်မာလောက်ထားတဲ့ခမရ381 382တို့တော့အေအေရဲ့တိုက်ခိုက်မှုကိုခံနိုင်ရင်မရှိခဲ့ဘူးလေ ဒါကြောင့်ဒီ32ရက်ရဲတရင်လဲအချိန်တစ်ခုပါပဲအခုအချိန်ထိတော့စစ်ကောင်စီအတွက်မျိုးမကြရေးမှာဒီရဲတရင်ကအရေးပါနေတာဟုပြောပါရယ်၎င်းအပြင်ကြောက်ဖြူမျိုးတညဝရီရေးတက်ဌာနချုပ်နဲ့အနီးနားရှိမလကျော်နဲ့တစ်ပုတ်တောင်တို့တွင်လဲတိုက်ပွဲဖြစ်ပွားနေပြီးနှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေကြတဲ့ဖြင့်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါရယ်ကြောက်ဖြူမျိုးနဲ့တွင်မျိုးပေါ်အိဒီယာအနေငယ်နဲ့တက်ဆက်ခန်းရှိသောနေရာများမှာအပါမျိုးနယ်တစ်ခုလုံးဤကြံကြီးရွာအုပ်စုအများပြားကိုအရကတက်တော်က သိမ့်ပိုက်ထားပြီးနောက်ဆုံးကြောက်ခူမျိုးကိုကောက်ွက်ထားသည့်အမတ်30နှစ်ရက်တရင်အနီးနှင့်ရခိုင်ပြည်တွင်အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်သည့်ထညဝတီရေတပ်ဌာနချုပ်အနီးတွင်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ကြောက်ခူသည်တရုတ်စီမံကိန်းကြီးအများအပြားတည်ရှိသည်။မြို့နယ်ဖြစ်တော်လဲခလာယာ34ခမာယာ941 543ရဲတရင်32နဲ့ဓညဝရီရေတဌာနချုပ်နဲ့၎င်းရေတဌာနချုပ်ကိုကထားသော အုံကျွင်ရေတစကန်တို့တည်ရှိသည်။ ကြောက်ဖြူမြို့တွင်ဖြူဟာအရာရောစိတ်ကြီးအရာပါအခိုင်မာတိဆောက်ထားသည့်ရဲတရင်30နှစ်ကြာသွားပါကကြောက်ဖြူလည်းစစ်ကောင်စီအတွက်အခြေအနေမလဖြစ်သွားနိုင်သည်ဟုစစ်ရေးလေလာအကဲခတ်သူများကပြောကြားပါသည်ဆလပီတောင်ငူမြို့နယ်ကန်းနီ ခုံမင်းအိုင်ရွာအနီးတွင် လန်ကင်းလုံခြုံရေးယူနေသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ကူမြို့နယ်ကန်နီခုံမင်းအိုင်ရွာအနီးတွင်လန်ကင်းလုံခြုံရေးယူထားသောအကြမ်းဖက်စစ်ကောင်စီများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်း People Different Force တန်တောင်မှခြောက်ဝင်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ဇွန်လ18ရက်နေ့တွင်တောင်ငူမြို့နယ်ကန်းဒီဂုံမင်းအိုင်ရွာအနီးတွင်လမ်းကင်းလုံခြုံရေးယူထားသောအချမ်းပတ်စစ်ကောင်စီတပ်သားများနှင့်ထော်လန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ယင်းထိတွေ့တိုက်ပွဲအတွင်အချမ်းပတ်စစ်ကောင်စီတပ်သား2ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။စစ်ခွေးလမ်းကင်းနှင့်တိုးတာဆိုတော့စစ်ခွေးဘက်ကပြန်လည်ပြစ်တာမျိုးရှိပါသည်။ကျွန်တော်တို့အကုန်ဘေးကင်းပါသည်။ ကျွန်တော်တို့ဟာသိငယ်တဲ့မိတောက်လေးဆိုပေမဲ့စစ်အာဏာရှင်ပြကြတဲ့အထိတတောင်တဏီယာကနေလောင်ကျွမ်းစီမှာပါလို့ခွေးတကောင်လျှော်လေတကောင်ပေါ့ဟု People Different Phone တန်တော်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကတောင်ငူခရိုင်တက်မဟာနဲ့တယင်းကလက်အောက်ခံ People Different Phone တန်တော်အဖွဲ့တယင်းကလက်အောက်ခံပူပေါင်းတက်ဖွဲ့တို့ကဖူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးအရာတော်မျိုးနဲ့ငွေတွင်ပြူစော်တီစကံမှာလေထွန်ရန်ထွက်လာသောစစ်ကောင်စီတပ်သားများကိုဖြစ်ခတ်တိုက်ခိုက်မှုနှစ်ဦးသေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းအရာတော်မျိုးနဲ့ငွေတွင်ပြူစော်တီစကံမှာလေထွန်ရန်ထွက်လာသော အကြံဖတ်စစ်ကောင်စီတပ်သားများကိုဖြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးသေဆုံးခဲ့ကြောင်းငွေတွင် revolution form မှာတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါတယ်။ ဇွန်လ19ရက်နေ့တွင်မွေတွင်ဖြူစက္ကံမှာအကြံဖက်စစ်ကောင်စီတပ်သားများသည်လဲထွေရန်ထွက်လာစဉ်ထော်လရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းတိုက်ခိုက်မှုအတွင်းမွေတွင်ရွာဖြူစော်တီစက္ကံမှာလက်နက်ကိုင်ဖြူစော်တီဖြိုဦးသည်နေရာတွင်ပွေချင်းပြီးတေဆုံးခဲ့ပြီးဖြူစော်တီတေချိုးသည်ညနာကိုကြီးထိမှန်ကပြင်းထန်တရားရရှိခဲ့ပြီး သွေးထွက်လုံရေးတည်ဆုံခဲ့ကြောင်းသိရပါတယ်။ထို့တိုက်ပွဲဖြစ်ပွားပြီးနောက်ငွေရင်းရပြူစောတီစကံမှာအကြံဖတ်စစ်ကောင်စီတပ်သားများတိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရေးပြုလုပ်ရင်းပြူစောတီနှစ်ဦးရိုလာများကိုစကံတို့ပြက်လေတည်ဆောင်သွားကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းပြူစောတီများထံမှတတောင်ထိုးတက်နဲ့တလဲလွဲအိတ်တလုံး လေးကွာ ဖုံးတလုံးဓာတ်တစ်ချောင်းနဲ့နှွားနှစ်ကောင်ကိုတိမ့်စီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်27တရင်တိုက်နယ်ကို1017နဲ့နေကမဟာမြညာကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်းလာမြို့နယ်ဖားလီကွေးမြောက်စုရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုအသက်80ကျော်အရွယ်အငိမ့်စားကျောင်းအုပ်ဆရာမကြီးဒေါ်တင်ရီပွဲချင်းပြီးတိုက်ဆုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ပဲခူးတိုင်းမင်းလာမြို့နယ်ဖားလေးကွေးမြောက်စုရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့်အသက်80ကျော်အရွယ်အငိမ့်စားကျောင်းအုပ်ဆရာမကြီးဒေါ်တင်ကြီးဖွဲချင်းပြီးတည်ဆုံခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်ဇွန်လ18ရက်နေ့နနက်နနားခန့်တွင်မင်းလာမျိုးနှင့်တာကလေးရွာဖုန်ကြီးကျောင်းတွင်တက်ဆွေးထားသောအချမ်းဖတ်စစ်ကောင်းစီတပ်သားများကဂန့်ကော်ပင်ကြီးရွာအုပ်စုရှိဖားလီကွေးမြောက်စုရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရင်းပစ်ခတ်တိုက်ခိုက်မှုအတွင်းနေအိမ်တလုံးပေါ်လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးအသက်80ကျော်အရွယ်အငိမ့်စားចောင်းဆီယာမကြီးဒေါ်တင်ရင်ခြေထောက်ပြက်ခါပွေချင်းပြီးသေဆုံးခဲ့ပြီးမွေးစားသမီးဖြစ်သူစိတ်ရောဂါခံစားနေရသည့်မက်ခိုင်တင်ကြီးလည်းလက်သုံးချောင်းပြက်၍ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်တာကလေးရွာဖုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကရန်တန်းဖြစ်ကတဲ့လက်နက်ကြီးကြီးတလုံးဖားလေးခွေးမြောက်စုရွာကနေအိမ်ပေါ်ကြားရောက်ပောက်ကွဲတာအငိမ့်စားကျောင်းအုပ်ဆရာမကြီးဒေါ်တင်ကြီးခြေရောက်ပြက်ပြီး ဖွဲ့ချင်းပြီးသိဆုံးနေဆီယာမာကြီးရဲ့မွေးစားသမီးစိတ်ဝေဒနာသည်မှတ်ခိုင်းတင်ကြီးလဲလက်သုံးချောင်းပြက်ပြီးပြင်းထန်ထန်ရရတဲ့ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ဆလပီကန်တော့စက္ကန့်သိန်းတိုက်ပွဲအတွင် ABSDF ရဲဘော်၃ဦးကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပလဲမြို့နယ်ကန်းတောင်ကျေးရွာရှိစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်စစ်တပ်ဤလေးကြောင်းတိုက်ခိုက်မှုကြောင့် ABSDF ရဲဘော်၃ဦးကြာဆုံးခဲ့သည်။ကန်းတောင်စခန်းသိမ်းရန်ထိုးစစ်ဆင်တိုက်ခိုက်စဉ်ဇွန်လ18ရက်ညနေ9:00မိနစ်20ဝန်းကျင်တွင် လေးကြောင်းမှပုံကျဲတိုက်ခိုက်ခံရပြီး ABSDF အမှတ်၃စစ်ကြောင်းအမှတ်၁၄တပ်ရဲမှရဲဘော်ထိုက်ကြီးခတန်းထိုက်အောင်ရဲဘော်ကြောင်းသားလေးခချစ်စော်ဖြူ ရဲဘော်ချိန်မောင်တို့ကြာဆုံးခဲ့ခြင်းဟု ABSDF တပ်ရင်းတုံးကစွန်လ19ရက်ထုတ်ပြန်ပါရယ် Federal Democracy တော်လှန်ရေးတိုက်ပွဲတွင်ဂုံပြောင်စွာအသက်ပေးလူသွားခဲ့ကြသည်ဟု ABSDF တပ်ရင်းတုံးကထုတ်ပြန်ချက်၌ဖော်ပြထားပါရယ်ကြာဆုံးသွားသောရဲဘော်၃ဦးသည်ဇကိုင်းတိုင်းပလေမြိုင်နယ်ရွှေဘုံမြို့နယ်မှဖြစ်ကြပြီးဇွန်18ရက်တွင်တကြိုလိုက်ကြောင်းသိရပါရယ် စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကာလမှာဒီလိုထိခိုက်ကြဆုံးမှုတွေရှိတာကိုသိပါရယ်ရင်းနေတော့တော်တော်မကောင်းဘူးဒီလူငယ်တွေကတာဝန်ကျေတာထက်ပိုပါရယ်ဟု ABSDF တည်ရင်တော်ပြန်ကြားရေးတာဝန်ခံကိုပြည့်ဖြိုးကျော်ကသတင်းဌာနကိုပြောပါရယ်ကန်တော့စခန်းသိမ်းတိုက်ပွဲကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဦးဆောင်ပြီး PDN ABSDF နဲ့ဖူးပေါင်းတပ်များနဲ့အတူ ဇွန်လ၂ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီးဇွန်၁၉ရက်မနက်တွင်အပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်စစ်ကောင်စီကစစ်ကူများစက်တိုက်ပို့သလို၄ချောင်းမှအပြင်းထန်တိုက်ခိုက်သည့်ကြောင့်မှထော်လန့်ရေးတပ်များကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်